မှန်တယ်ဆိုရင်ကြာနီကန်ဆရာတော်ဆိုရင်တရုတ်ပါထက်ဆောင်ဟောတတ်ပါတယ်ဖရာမသိလို့မေးတာပါဖရာနားလေကျင်တာပါဖရာတဲ့အင်္ဂုတ်ထိုကျမ်းမှာတရားဟောဓမ္မကတိကများတရားဟောတဲ့အခါမှာတရားအတန်ကိုတချင်းလိုစွန့်ငင်ပြီးဟောမယ်ဆိုရင်အပြည့်၅မျိုးသိမ့်ရောက်နိုင်ကြောင်းဖော်ပြထားပါတယ်အဲ့ဒီအပြည့်၅မျိုးကဘာတွေလဲဆိုရင်၁မိမိအတန်၌တမတ်ခြင်း၂တရားနာပရိသတ်တို့ကတရား၌မမတ်အတန်၌တာယာတမတ်ခြင်း 3ပညာရှိသူတော်ကောင်းတို့ကဲ့ရဲ့ခြင်း4အတန်ကောင်းအောင်လုံလဆက်ရသဖြင့်တမာတိပြည့်လွယ်ခြင်း5။နောက်လာနောက်သားတို့အတူယူဟောကြားသဖြင့်သာသနာပြည့်ခြင်းတို့ပဲဖြစ်ပါတယ်။ဒါဟာတရားဟောဓမ္မကတိကများတရားဟောတဲ့အခါမှာတရားအတန်ကိုတချင်းလိုစွန့်ငင်ရေးဟောကြားခြင်းကြောင့်ရရှိလာမိအပြည့်၅မျိုးပဲဖြစ်ပါတယ်။နောက်ပြီးယဟန်ဟာတချင်းဆိုမယ်ဆိုရင်ဝိနည်းအရအဘလဲတင့်ပါသေးတယ်။ ဒါကဖယားဟောဒေသနာအရပြောပြတာပါတို့တော့ကြာနေကန်ဆရာတော်ကြီးတရားဟောတဲ့အခါမှာအစိုးအငူတွေနဲ့ဟောတာကိုတော့အပြစ်မပြောချင်ပါဘူး။ဘာကြောင့်လဲဆိုရင်ကြာနေကန်ဆရာတော်ကြီးအဲ့ဒီလိုအစိုးအငူတွေနဲ့ဟောလို့ပဲတရားမနာကျင်တဲ့သူတွေတရားနာကျင်လာကြတာပါ။ယနေ့ခေတ်မှာတော့မှကြာနေကန်ဆရာတော်ကြောင့်တရားနာကြရတဲ့ပုဂ္ဂိုလ်တွေရှိပါတယ်နော်။နားလည်ပါစေ။ကောင်းကောင်းရှင်မဟာကတ္တပကလည်းယဟန္တာဘေလာဖရာတဲ့ နေ့တုန်းကဒကာလေးတယောက်က2025ခုနှစ်တလာပိုင်းတရက်နေ့မှာပါကျုဆရာတော်ဘုရားကြီးသည်ယဟန္တာဖြစ်သွားပါပြီဆိုပြီးသူ့ရဲ့အကောင့်မှာပြောဆိုတင်ထားတာကိုကြည့်လိုက်ရပါတယ်။ကိုမသိနိုင်တဲ့အရာကိုမှန်းဆပြီးပြောခြင်းဟာအန္တရာယ်ကြီးပါတယ်နော်။ပုထုဇဉ်တယောက်အနေနဲ့ယဟန္တာဟုတ်မဟုတ်အရိယာဟုတ်မဟုတ်ဆိုတာကိုသိဖို့မဆိုထားနဲ့။အရိယာအချင်းချင်းတောင်မှအရိယာမှန်းမသိကြပါဘူးနော်။ ိုလိုချင်တာကသောတာပန်ဒီတဂရာဂံရဲ့အရာကိုမသိပါဘူးတဂရာဂံဒီအနာဂံရဲ့အရာကိုမသိပါဘူးအနာဂံဒီယဟန္တာရဲ့အရာကိုမသိပါဘူးယဟန္တာကတာလင်အနာဂံရဲ့အရာကိုသိပါတယ်အနာဂံကတာလင်တဂရာဂံရဲ့အရာကိုသိပါတယ်တဂရာဂံကတာလင်သောတာပန်ရဲ့အရာကိုသိပါတယ်နော်အရိယာအချင်းချင်းတောင်မှအောက်အောက်ကအရိယာတွေက အထက်အထက်ကအရိယာကိုအရိယာမှန်မသိသေးရင်ပုထုဇဉ်တွေအနေနဲ့အရိယာဟုတ်မဟုတ်ယဟန္တာဟုတ်မဟုတ်ဆိုတာသိမှာမဟုတ်ပါဘူးเนาะဥစဉ်လဲပုထုဇဉ်တယောက်ဖြစ်တဲ့အတွက်ပေါင်းလောင်းရှင်မဟာကတ္တပဟာယဟန္တာဟုတ်မဟုတ်ဆိုတာကိုမသိပါဘူးเนาะအရှင်ဖယားတန်သာတော်တွေရဲ့အရေးကိုနေမိရင်ငရေကြပါသလားဖယားတဲ့အရေးကိုပါဠိလိုစာယာလို့ခေါ်ပါတယ်။ဒါကြောင့်စာယာလို့ခေါ်တာလဲဆိုရင် စာတတိတိစာယဖုံးလွှမ်းတတ်သောသဘောကြောင့်စာယလို့ခေါ်တာပါအရေးဒီမြင်လိုက်မယ်ဆိုရင်အောက်ကိုမရောက်ပဲအထက်ကိုပဲဖုံးလွှမ်းသွားပါတယ်အဲ့ဒီလိုအထက်ကိုပဲဖုံးလွှမ်းသွားတဲ့အတွက်အရေးကိုနင်းလို့မရပါဘူးအရေးကိုခိုလုံလို့ပဲရပါတယ်တာရကတစ်ခုပြရမယ်ဆိုရင်950နိပတ်တော်တုတ္တနုဇတ်တော်မှာဖရာအလောင်းတုတ္တနုမင်းသားဟာရှင်ဘရင်ပေးတဲ့ပန်လျက်ရဲ့သီးရဲ့ ခြေနင်းရည်ကိုယူပြီးဘလူးနေတဲ့ညောင်ပင်ကိုသွားပါတယ်။ညောင်ပင်တို့ရောက်တဲ့အခါမှာဘလူးကအပင်လူသားအပင်လူသားဟာကျွန်ုပ်ပိုင်တဲ့နေကိုလည်းနေတယ်ကျွန်ုပ်ပိုင်တဲ့ညောင်ရိပ်ကိုလည်းခိုးတယ်။ဒါကြောင့်တင့်ကိုကျွန်ုပ်စားခွင့်ရှိတယ်။တင်ဒီကျွန်ုပ်အစာဖြစ်ပြီလို့ပြောပါတယ်။အဲ့ဒီအခါမှာဖရာလောင်သူတနုမင်းသားကအပင်ဘလူးမင်းကျွန်ုပ်ဒီတင့်နေကိုမနှင်းကျွန်ုပ်နေကိုသာကျွန်ုပ်နှင်းသည်ကျွန်ုပ်ဒီတင့်ညောင်ရိပ်ကိုမခိုး ကျွန်ုပ်သီးရိတ်ကိုသာကျွန်ုပ်ခုဤလို့ပြောပါတယ်ထိုအခါမှာဘလူးဟာစောရကမတက်နိုင်တော့ပါဘူးเนาะတကယ်၍သာအရေးကိုနင်းလို့ရမယ်အရေးဒီအောက်မှာရှိမယ်ဆိုရင်ဖရာအလောင်းဟာစောရကမတက်နိုင်တော့တဲ့အတွက်ဘလူးရဲ့အစာဖြစ်မှာသိကြပါတယ်เนาะအဲ့ဒီဇတ်တော်ကိုထောက်ဆတော့အားဖြင့်အရေးဟာနင်းလို့မရပဲခိုလုံလို့ပဲရတယ်ဆိုတာထင်ရှားပါတယ်ဒါကြောင့်အရေးဒီနင်းလို့မရတဲ့အတွက်ခိုလုံလို့ပဲရတာကြောင့် တန်ဃာတော်တွေရဲ့အရေးကိုနင်းမိရင်ငရဲကြတယ်အပြစ်ဖြစ်တယ်ဆိုတာဟာမှန်မှန်ပါဘူးမှားပါတယ်နော်သို့တော်လည်းပဲမိမိကဂရုကာရဝတရားထားတဲ့အနေနဲ့တန်ဃာတော်တွေရဲ့အရေးကိုအထူးရှောင်ကြဉ်ခြင်းဟာကောင်းမြတ်တဲ့အလုပ်တော့ဖြစ်ပါတယ်နားလည်ပါစေနော်တန်ရောစဉ်ကြည့်ရင်ဖရားနဲ့ဝေးတယ်တဲ့ဒီတကြံတွဲမှာပဲဖုံဖုံနဲ့တည်တဲ့ကလေးမလေးတယောက်ဟာဖုံဖုံရည်တဲ့တပြည့်တော့ဖုံကြီးကြောင်းလာပြီးတော့ဥပုသ်ဆောင်အောင်ပဲဖရားတဲ့ အေးကောင်းတာပေါ့ကလေးရဲ့လို့ဘုံဝန်ကပြောတော့အဲ့မှာယောဂီဝတ်လေးနဲ့သူဘုံကြီးเจ้าကိုလာတဲ့အခါမှာနားမှာတငေချင်းတွေကပြောကြပါကြကကြခုံကြညီလေးလောင်းကြဆိုတော့အဲ့ဒီကလေးမလေးဟာစိတ်ပြောင်းပြီးတော့အဲ့ဒီယောဂီဝတ်ကိုအိမ်ပြန်ပြီးတော့ပြန်လဲပေါင်းမီတို့အင်းကြီးတို့နဲ့ညီကစားထွက်သွားတယ်တဲ့ဘုံဘုံကသူကတကြံပြီးတော့လာပြီးတော့ရှောက်ပါတယ်အဲ့တော့ပြောချင်တာကဘာလဲလို့ဆိုရင်တန်ရောစင်ကြည့်တာပေါ့ မြစ်တိုင်းပျော်ခဲ့ရတဲ့ဒီအပျော်မြစ်တိုင်းကခဲ့ရတဲ့ဂျီကမြစ်တိုင်းရေလောင်းခဲ့ရတဲ့ဒီအပျော်ပားတွေကိုသူကမက်မောလွန်းတဲ့အတွက်အံရောစင်ကြီးလွန်းတဲ့အတွက်နားရမယ့်တရားတွေကိုလည်းမလာနိုင်ဘူးဖျားနေလဲဝေးသွားတယ်အံရောစင်ကြီးလို့ဖြစ်ပါတယ်ဒါကြောင့်မို့အံရောစင်ဆိုတာကြည့်လို့လည်းမမြင်တွင်ကြီးသွားရင်ဖြတ်ဖို့ခက်တယ်အဲ့ဒါတံရောစင်ဖြစ်ပါတယ်အဲ့တော့တံရောစင်ကြီးမားတဲ့ပုံကိုယ်တွေဟာဖျားနေဝေးသွားပါတယ် အဲ့တော့တန်ရောစဉ်အဲကြီးတဲ့ပုံကိုယ်တွေကဘုရားနဲ့ဝေးတယ်ဆိုတော့အဲ့ဒီတန်ရောစဉ်ဖြစ်ခံရတဲ့ပုံကိုယ်တွေကဘုရားနဲ့ဝေးစီတာကတော့မဟုတ်ပါဘူးကိုယ်စိတ်နဲ့ကိုယ်ဖြစ်နေကြတာဖြစ်ပါတယ်ဆိုကြပါစို့အဲတစ်တော့ပေါ်မှာဘုံဘုံကတရားလေးတွေတင်လိုက်တယ်အဲ့တော့ကိုကတစ်တော့ပေါ်မှာကတာဆိုတာတိတာမုတ်တာတွေပဲကိုကဝါသနာပါတာတန်ရောစဉ်ကြီးတာလေ တရားလေးတစ်ပုဒ်တက်လာတော့အလိုလိုနေရင်းနဲ့လက်မကအပေါ်ကိုဆွဲတင်ပြီးသားဖြစ်သွားတယ်။မကြည့်ခြင်းဘူးပေါ့။ဘာဖြစ်လို့လဲ။တန်ရောစင်တွေများနေတာဖြစ်တဲ့အတွက်ဘုံဘုံတို့ရဲ့တရားတွေကိုကြောခိုင်းပြီးတော့အပျော်အပါအကအခုံအတိမုတ်တွေပဲကြည့်ရှုနေကြတာဖြစ်ပါတယ်။အဲ့တော့တန်ရောစင်ကြီးတဲ့ပုဂ္ဂိုလ်ဆိုတာတရားပွဲသွားတယ်။အိမ်ကိုစိတ်မချလို့ကားကိုစိတ်မချလို့တမီးကိုစိတ်မချလို့မြေးကိုစိတ်မချလို့အဲ့လိုစိတ်မချပေါင်းများစွာနဲ့ တန်ရုံးစဉ်ကြီးမားလွန်းတဲ့ပုံကိုယ်တွေဟာစိုးရိမ်တကြီးနဲ့သူ့အတွက်စိုးရိမ်ရတယ်သူ့ကိုတရိယာရသူ့အတွက်ပူပန်ရတယ်အဲ့လိုစိတ်တွေနဲ့နေတာဖြစ်တဲ့အတွက်အဲ့ဒီပုံကဟာကုသိုလ်ရရလားဆိုတော့ကုသိုလ်မရပါဘူးကုသိုလ်မရမှာတော့အကုသိုလ်ရတာပေါ့နားရမယ့်တရားတွေကိုလည်းမနာနိုင်သူ့ကိုတရိယာနေတာနိုင်ပဲသူ့ကိုလွန်းဆွေးနေရတာနဲ့ပဲကိုလောက်ရမယ့်အလုပ်တွေကိုလည်းပဲပြီးစီအောင်မလုပ်နိုင် ကုသိုလ်ကောင်းမှုတွေလုပ်ပြန်တော့လည်းပဲဖြစ်ကြတဲ့ဆန်းကုသိုလ်ကောင်းမှုတွေကိုလုပ်တဲ့ပြည့်စုံအောင်မလုပ်နိုင်ဘူး။ဒါကြောင့်မို့တန်ရောစဉ်ကြီးတယ်ဆိုတာဖယားနဲ့ဝေးသွားစေတတ်ပါတယ်။ဒါကြောင့်မို့ခုအနေနဲ့လည်းပဲတန်ရောစဉ်တွေကိုဖြတ်နိုင်သမျှဖြတ်ပါ။အဲ့ဒီတန်ရောစဉ်ကြီးတဲ့စိတ်ကပဲကိုကိုအဲဒုက္ကတိပုံဘဝကိုပို့လိုက်မယ်။တန်ရောစဉ်ကြီးမှလုံးတဲ့ပုံကိုဟာဒုက္ကတိပုံကိုမရောက်နိုင်ဘဲနိဗ္ဗာန် ချမ်းသာကိုမရောက်နိုင်ဘဲနဲ့ဒုက္ခတိဘုံကိုလာစေတတ်ပါလေအဲကြောင့်မို့မြစ်တကစာပြီးတော့မှတန်ရောစင်တွေကိုလျှော့နိုင်သမျှလျှော့ပါဗျာကောင်းမှုကုသိုလ်တွေကိုများများလုပ်နိုင်သမျှလုပ်ပါတန်ရောစင်ကြီးတဲ့ပုံကိုယ်တွေဟာခမုံတို့ရဲ့အမျက်ဆုံးဖြစ်တဲ့မြတ်စွာဘုရားနဲ့အယံကိုဝေးသွားတာလို့ဖြစ်ပါတယ်အားလုံးပဲကိုယ်စိတ်နှစ်ပါးစမ်းမချမ်းသာကြပါစေခင်ဗျာ